ယနေ့ကမ္ဘာနိုင်ငံရေးစက်ခုံပေါ်မှာအရေးကြီးဆုံးနဲ့အန္တရာယ်အများဆုံးအဖြစ်ပျက်တွေကတခုဟာပြင်သစ်နိုင်ငံရဲ့ Atlantic Canyon အလွန်ကပင်လယ်ပြင်မှာဖြစ်ပွားခဲ့ပါတယ်။ဒါဟာယူရိုသင်္ဘောတစ်စီးကိုဆစ်ဆီးတဲ့ကိစ္စမဟုတ်ပါဘူး။ယူကရိန်းစစ်ပွဲရဲ့နောက်ဝက်ကစီးပွားရေးနဲ့ထောက်လှမ်းရေးစစ်ပွဲရဲ့တစိုက်တပိုင်းဖြစ်ပြီးနေတိုးဖွဲ့မနိုင်ငံတနိုင်ငံနဲ့ရုရှားနိုင်ငံတို့ကြားကတင်းမာမှုကိုနောက်တစ်ဆင့်မြင့်တက်စေနိုင်တဲ့အဖြစ်ပျက်တစ်ခုဖြစ်ပါတယ်။လွန်ခဲ့တဲ့နိုင်ပိုင်းလောက်ကပဲထွက်ပေါ်လာတဲ့ရုပ်သံမှတ်တမ်းတွေအရပြင်သစ်စစ်တပ်အထူးတပ်ဖွဲ့ဝင်တွေဟာ ရုရှားနဲ့ဆက်ဆက်နေတဲ့ရင်းနဲ့တင်သင်းမော့တစည်းပေါ်ကိုရဟတ်ရင်နဲ့ဆင်းသက်ပြီးစီးနှင်းဝင်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ဒီသင်းမော့ဟာတာမန်ကုန်တင်သင်းမော့တစည်းမဟုတ်ပါဘူး။သူဟာရုရှားရဲ့အရေးစတဲ့လို့ခေါ်တဲ့လျှို့ဝှက်ရင်းနံကုန်သွယ်ရေးကွန်ရက်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးပြီးခဲ့တဲ့ဘက်ကဒိမတ်နိုင်ငံရဲ့လေဆိပ်တွေကိုပိတ်ပစ်ခဲ့ရတဲ့အထိဖြစ်စေခဲ့တဲ့လျှို့ဝှက်စမ်းကြဲဒရုန်းတွေရဲ့ပြန်တမ်းမှုတွေနဲ့ဆက်ဆက်နေတယ်လို့အဓိကသံသယရှိခံရတဲ့သင်းမော့ဖြစ်ပါတယ်။ဒီသင်းမော့ရဲ့နာမည်က Barakine ဖြစ်ပြီးအရင်က Pushpa P Fox ကိုဟာလာစတဲ့နာမည်မျိုးမျိုးနဲ့လည်းမှတ်ပုံတင်ခဲ့ပူပါရယ်သူဟာရုရှားရဲ့စိန့်ပီတာစဘတ်မြို့ကနေရေနံစိမ်းစီပေါင်း8,500ကိုတင်ဆောင်ပြီးအိန္ဒိယနိုင်ငံစီဦးတီထွက်ခွာလာခဲ့တာပါဒါပေမဲ့စက်တင်ဘာလ20ရက်နေ့မှာရုရှားစိန့်ကန်းကနေထွက်ခွာပြီးနောက်စက်တင်ဘာလ22ရက်နေ့နဲ့24ရက်နေ့တွေမှာဒိမတ်နိုင်ငံကြီးကပင်လယ်ပြင်ကိုဖြတ်သန်းသွားချိန်မှာဒိမတ်လီပိုင်းတစ်ထည့်ကို drone တွေဝင်ရောက်ပြန်တမ်းမှုတွေဖြစ်ပွားခဲ့ပါတယ်အဲ့ဒီချိန်မှာဒီတင်မောပါဝင်ရုရှားနဲ့ဆက်ဆက်တဲ့တင်မောလေးကြီးဟာအဲ့ဒီပင်လယ်ပြင်မှာရှိနေခဲ့တယ်လို့ထောက်လန်းရေးသတင်းတွေကဆိုပါတယ် ဒီဖြစ်ပျက်တွေကြောင့်ပြင်သစ်ရစ်တဲ့ဟာဒီသင်းမော့ကိုတနင်္ဂနွေနေ့မှာဂျားဖြတ်တားဆီးခဲ့ပြီးပြင်သစ်နိုင်ငံနောက်ပိုင်းကစိတ်ကန်းတစ်ခုစီကိုလမ်းကြောင်းလွှဲခေါ်ဆောင်သွားခဲ့ပါတယ်။ပြင်သစ်နိုင်ငံရဲ့အစိုးရရှေ့နေတူကပြောကြားရမှာတော့သင်းမော့သားတွေဟာသူတို့သင်းမော့ရဲ့နိုင်ငံသားအမှတ်အသားကိုတတ်သိမပြနိုင်ခဲ့တယ်လို့စုံစမ်းစစ်ဆေးမှုကိုလည်းပူပေါင်းဆောင်ရွက်ဖို့ငြင်းဆန်ခဲ့တဲ့အတွက်ဒီအမှုကိုစတင်ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပြင်သစ်သမ္မတကလည်းဥရောပသမ္မတထိပ်သီးအစည်းအဝေးမှာမှတ်ချက်ပေးပြောကြားခဲ့ပါတယ်။သူက ဒီသင်္ဘောသားတွေဘက်ကအလွန်ကြီးမားတဲ့အမှားယွင်းတွေလုပ်ခဲ့တာကြောင့်ဒီနေ့တရားဥပဒေကြောင်းအရာအေးအေးယူဆောင်ရွက်မှုတွေဖြစ်ပေါ်လာတာကိုမျှတတယ်လို့ဆိုရမှာပါတရားရေးဌာနကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တွေလုပ်ထားပြီးပါပြီဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့စစ်ဆေးရေးအဖွဲ့တွေကအချိန်မီဝင်ရောက်ဆောင်ရွက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီဖြစ်ပျက်ကကျွန်တော်အချိန်ကြာကြီးကတည်းကပြောဆိုရှုတ်ချလာခဲ့တဲ့ဖြစ်စဉ်တစ်ခုရဲ့တည်ရှိမှုနဲ့လက်တွေ့အခြေအနေကိုမိမောင်းထိုးပြလိုက်တာပါပဲလို့ပြောကြားခဲ့ပါတယ်သူကဆက်လက်ပြီးဒီလိုတစ်စိတ်သင်းမောတွေဟာရုရှားရဲ့ဘတ်ဂျက်တွေယူရိုဘီလီယံပေါင်းများစွာကိုရှာဖွေပေးနေရပါ။ ကျွန်တော်တို့ရဲ့စူပေါင်းသုံးသက်ချက်တွေအရဒီငွေတွေဟာရုရှားရဲ့စစ်ရေးကြိုးပမ်းမှုစုစုပေါင်းရဲ့40ရာခိုင်နှုန်းကိုငွေကြေးထောက်ပံ့နေပါတယ်ဒီလိုပုံစံနဲ့လေပတ်နေတဲ့တင်မော်စီ600ကနေ1000ကျားရှိနေပြီသူတို့ဟာရုရှားရဲ့ရေနံနဲ့သဘာဝတောင်းငွေတွေကိုပိတ်ဆို့မှုတွေရှိနေတဲ့ကြားကနေတည်ယူပို့ဆောင်ခွင့်ပေးနေပါတယ်လို့အသေးစိတ်ရှင်းပြခဲ့ပါတယ်ဒါဟာအလွန်အရေးကြီးတဲ့အချက်ပါဒီတင်မော်ကိုစီးနှင်းလိုက်တာဟာနေတိုးဖွဲ့ဝင်နိုင်ငံတွေကရုရှားပေါ်မှာရင်ကမလုတ်ခဲ့ဘူးတဲ့နီလန်းတွေနဲ့ဖိအားပေးလာတော့မလားဆိုတဲ့မျှော်လင့်ချက်ကိုဖြစ်စေပါတယ်ရုရှားရဲ့စီးပွားရေးကိုထိခိုက်အောင်လုပ်တဲ့ပိတ်ဆို့မှုတွေနဲ့ အကောင့်ခွန်တွေကိုရှောင်လွှဲဖို့အသုံးပြုနေတဲ့ဒီအရေးကြီးတဲ့တွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဟာရုရှားကိုထပ်ဆောင်းဖိအားပေးနိုင်မယ့်အဓိကနိလန့်တွေတဲကတစ်ခုဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေပေါ်မှာရုရှားဘက်ကတော့ထုံးတမ်းတိုင်းဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။ရုရှားရဲ့မီဒီယာမျိုးမျိုးကနေတဆင့်သူတို့ကပြန်လည်ခြေပခဲ့ကြပါတယ်။သူတို့ရဲ့အဓိကပြောဆိုလိုရင်းကတော့ရုရှားရဲ့ကုန်တင်သမောတွေကိုအကာအကွယ်ပေးဖို့ရေတက်အင်အားပုံမတိုးမြင့်ဖို့လိုအပ်နေပြီဆိုတာပါပဲ။ရုရှားရဲ့နာမည်ကြီးစစ်ရေးဘလော့ဂါတစ်ဦးဖြစ်တဲ့ရိုက်ပါက နေတို့ဖွဲ့ဝင်နိုင်ငံတခုကပြောင်ပြောင်တင်းတင်းပင်လယ်ဓားများတိုက်တဲ့အဖြစ်အပျက်တွေဟာပိုပြီးမကြာခဏဖြစ်ပွားလာနေပါပြီ။ဒီနေ့မှာတော့ပြင်သစ်ထူးတပ်ဖွဲ့တွေကဘာရကိုင်းသင်္ဘောပေါ်ကိုဆင်းသက်စီးနင်းခဲ့တယ်။ဥရောပသမ္မတနဲ့အမေရိကန်အာဏာပိုင်တွေကဒီသင်္ဘောကိုရုရှားရဲ့အရေးကြီးတဲ့နဲ့ဆက်ဆက်နေတယ်လို့ဆွဆွဲကြတယ်။ဒီအချိန်တွေမှာကြိုးကြောင်းဆင်ကျင်တဲ့ရောက်ကိုနားထောင်နေလို့ဘာမှထူးမှာမဟုတ်ဘူး။အနောက်အုပ်စုဟာလွန်ခဲ့တဲ့နှစ်တွေအတွင်းမှာသူတို့ရဲ့လုပ်ရည်တွေမှာယုတ်တိမတန်မှုနဲ့အတိတ်တရားကိမဲ့မှုကိုအကြိမ်ကြိမ်ပြသခဲ့ပြီးပြီလို့ဒေါသတကြီးနဲ့ရေးသားခဲ့ပါတယ်။သူကဆက်ပြီး ကျွန်တော်တို့အချိန်ချင်းပြောခဲ့တဲ့စကားကိုပဲထပ်ပြောပြရလိမ့်။ကုန်တယ်သင်းမော်ရီဟာအကာအကွယ်လိုအပ်ပါတယ်။ဘောလ်တစ်ပင်လယ်ကစစ်သင်းမော်ရီဟာလွန်ခဲ့တဲ့လအနည်းငယ်ကလေးကသင်းမော်တချို့ကိုအကာအကွယ်ပေးလိုက်ပါပို့ဆောင်ပေးနေခဲ့ပါတယ်။အထူးသဖြင့်လာမယ့်နှစ်တွေမှာမြောက်ကမ္ဘာကျန်းကပင်လယ်တွေမှာတင်းမာမှုတွေပိုပြီးမြင့်တက်လာလိမ့်မယ်လို့မျှော်လင့်ထားသင့်ပါတယ်။ကျွန်တော်တို့အနေနဲ့တခြားရွေးချယ်စရာနည်းလမ်းတွေဖော်ထုတ်ဖို့စစ်သင်းမော်တည်ဆောက်ရေးကိုအားဖြည့်ဖို့နဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေရဲ့လုံခြုံရေးကိုအာမခံနိုင်မဲ့တခြားနည်းလမ်းတွေကိုတီထွင်ဖို့လိုအပ်နေပြီလို့တိုက်တွန်းခဲ့ပါတယ်။ ီလိုတုံ့ပြန်မှုတွေဟာရုရှားဘက်ကဒီကိစ္စကိုဘလောက်အထိအလေးနက်ထားလဲဆိုတာကိုပြသနေပါတယ်။သူတို့အတွက်တော့ဒါဟာသူတို့ရဲ့စီးပွားရေးသွေးကြောကိုတိုက်ရိုက်ထိပါတိုက်ခိုက်တာဖြစ်ပြီးသူတို့ရဲ့အချုပ်ချာအာဏာကိုစော်ကားတာလို့ရှုမြင်ပါတယ်။အခုစိတ်ဝင်စားစရာအကောင်းဆုံးချက်ကတော့ပြင်သစ်စစ်တပ်ကဒီသင်္ဘောဘက်ကနေဘောက်ထဘာထောက်ထားတွေရှာတွေ့မလဲဆိုတာပါပဲ။လက်ရှိချိန်ဒီလူသိရှင်ကြားရရှိထားတဲ့ထောက်လန်းရေးသတင်းအချက်အလက်ရတော့ဒိမက်လီပိုင်းနဲ့တဲ့ drone တွေပြန်တန်းချိန်မှာဒီသင်္ဘောတွေဟာနီးနားမှာရှိနေခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။တကယ်လို့သာသင်္ဘောပေါ်မှာ drone လွှတ်တင်တဲ့ကိရိယာတွေ ပစ္စည်းကရိယာတွေဒါမှမဟုတ်ရုရှားကဒီ drone တွေကိုလွတ်တင်ခဲ့တယ်ဆိုတာကိုတပ်တွေပြနိုင်မယ်ဆက်သွယ်ရေးမှတ်တမ်းတွေရှာတွေ့ခဲ့မယ်ဆိုရင်ဒါဟာအလွန်ကြီးမားတဲ့အလှည့်ပြောင်းတစ်ခုဖြစ်လာပါလိမ့်မယ်ဒီကိစ္စကိုအလွန်ကြုံမှန်းဆခြင်းစိတ်မရှိပေမဲ့တကယ်လို့သာနေတို့ဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့လေဆိပ်တွေပေါ်မှာပြန်တန်းခဲ့တဲ့ drone တွေဟာရုရှားကလွတ်တင်ခဲ့တာဖြစ်ကြောင်းတပ်တွေခိုင်လုံခဲ့ရင်ဒါဟာအလွန်ထူးခြားတဲ့အခြေအနေတစ်ရပ်ဖြစ်လာမှာပါဒါဟာရုရှားကနေတိုးမဟာမိတ်အဖွဲ့ကိုစမ်းသပ်နေတာဖြစ်ပြီးသူတို့အနေနဲ့ဘယ်လောက်ထိလုံရဲ့တလဲ နေတို့ကဘယ်အချိန်မှတကယ်တုံ့ပြန်မလဲဆိုတာကိုသိချင်နေတာနဲ့နောက်ဆက်တွဲခြေလှမ်းတစ်ခုလိုပဲရှုမြင်ရမှာပါရုရှားကနေတို့ရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်တဲ့အခါမှာအဓိကပြစ်မှတ်ထားတဲ့နိုင်ငံတွေကတနိုင်ငံကတော့ပိုလန်နိုင်ငံပါပဲဘာလို့လဲဆိုတော့ပိုလန်ဟာအချိန်တော်ကြာကလေးကရုရှားအပေါ်မှာပြင်းထန်တဲ့ရည်ရည်ချက်တွေနဲ့စကလုံးအကြီးအကျယ်တွေသုံးဆွဲနေကြလို့ပါပဲပြီးခဲ့တဲ့ဘက်ကကုလသမဂ္ဂအထွေထွေညီလာခံမှာပိုလန်နိုင်ငံသားကြီးဝန်ကြီးကရုရှားကိုပြင်းထန်တဲ့သတိပေးချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်သူက နောက်တစ်ခါကျွန်တော်တို့လေးပိုင်းတစ်ထဲကိုဘာမဆိုဝင်လာခဲ့ရင်ကျွန်တော်တို့ပြစ်ချပြင်မယ်။ဒါဟာသတိပေးချက်ပဲ။နောက်မှငိုတန်ကြီးနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးကြင်ညာချက်မထုတ်နဲ့လို့ပြောကြခဲ့ပါရ။ဒီလိုပြင်းထန်တဲ့ရည်တီချက်ဟာမကြသေးခင်ရပ်ပိုင်းတွေအတွင်းမှာရုရှားကနေထွက်ပေါ်လာတဲ့အလန်တုစစ်စင်ရေးစွပ်စွဲချက်တွေနဲ့လည်းတိုက်ရိုက်ဆက်ဆံနေပါရ။ပိုလန်ဝန်ကြီးချုပ်ကလည်းသူ့ရဲ့ရည်တီချက်ကိုမပြောင်းလဲပဲကျွန်တော်တို့နိုင်ငံရဲ့ကောင်းငင်ရင်ကိုကျွန်တော်တို့ကာကွယ်သွားမှာပဲ။ဘာမေးခွန်းမှမေးစရာမလိုဘူးလို့အင်တာဗျူးတစ်ခုမှာထပ်လောင်းပြောကြားခဲ့ပါရ။သူက အချုပ်ချာအာဏာပိုင်နိုင်ငံတိုင်းဟာကျူးကျော်ဝင်ရောက်လာသူတွေကိုအရေးယူပိုင်ခွင့်ရှိပါတယ်။ Florida ပြည်နယ်ပေါ်မှာကျူးဘာ MIG တိုက်လေယာဉ်တွေပြန်တန်းနေတာကိုခမည်းတော်လက်ခံမှာမဟုတ်သလိုကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့နိုင်ငံသားတွေကိုအဆုံးစွန်ကာကွယ်သွားမှာပဲလို့ဥပမာပေးပြောဆိုခဲ့ပါတယ်။ဒီနေရာမှာရုရှားရဲ့အလန်ဒုစစ်စင်ရေးဆွတ်ဆွဲချက်တွေကိုအသေးစိတ်လေ့လာဖို့လိုအပ်လာပါတယ်။အလန်ဒုစစ်စင်ရေးဆိုတာကတော့နိုင်ငံတစ်နိုင်ငံကတိုက်ခိုက်မှုတစ်ခုကိုလှုပ်ဆောင်ပြီးအဲ့ဒီတိုက်ခိုက်မှုကိုတခြားနိုင်ငံတနိုင်ငံကလုပ်တယ်လို့မျိုးဟန်ဆောင်တာကိုဆိုလိုပါတယ်။ဒီကိစ္စမှာတော့ရုရှားကယူကရိန်းကိုဆွဆွဲနေတာက ယူကရိန်းဟာတိုက်ခိုက်မှုတစ်ခုကိုလှုပ်ဆောင်ပြီးအဲ့ဒါကိုရုရှားကလုပ်တယ်လို့မျိုးပုံဖော်ဖို့ကြိုးစားနေတယ်ဆိုတာပါပဲအဲ့ဒီခါမှာတိုက်ခိုက်ခံရတဲ့နိုင်ငံကကြည်စမ်းရုရှားငါတို့ကိုတိုက်ခိုက်နေပြီငါတို့ရုရှားကိုပြန်တုံ့ပြန်ရမယ်ဆိုပြီးယူကရိန်းရဲ့ထောင်ချောင်ထဲကိုဝင်သွားပြီးစစ်ပွဲတွေကိုရောက်လာစေဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်လက်တွေ့မှာတော့အလန်တုစစ်စင်ရေးတွေဟာအလွန်ရှားပါပါတယ်ဒါပေမဲ့လူတွေဟာစစ်ပွဲတွေကိုလိမ့်လည်လှည့်ပြပြီးဆွဲသွင်းခံရမှာကိုစိုးရိမ်ကြတဲ့အတွက်ဒီလိုဆွဆဲချက်တွေပေါ်မှာပို့ပြီးတန်တရားဝင်တက်ကြပါတယ်ဒီကိစ္စမှာထူးခြားတာကတော့ရုရှားက တည်င်းကောင်းပဲငါတို့ဒီအစီအစဉ်ကိုဖောက်ထုတ်နိုင်ခဲ့ပြီလို့ကြေညာနေတာပါပဲ။တမိုင်းကိုပြန်ကြည့်ရင်ရုရှားဟာသူတို့ကိုယ်တိုင်လှုပ်ဆောင်မဲ့စစ်စင်ရေးတွေကိုဖုံးကွယ်ဖို့အတွက်ကြိုတင်ပြီးတည်င်းမှားတွေဖြန့်ဝေတတ်တဲ့အလေ့အထားရှိပါတယ်။သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတည်င်းအချက်လက်နယ်ပယ်ကိုရှုပ်ထွေးသွားအောင်လုပ်ပြီးတကယ်တမ်းသူတို့ရဲ့အဖြတ်သမားတွေပိုလန်မှာဖမ်းခံရတဲ့အခါကျရင်တွေ့လားငါတို့ပြောတာပဲဒါယူကရိန်းရဲ့လက်ချက်လို့ငါတို့ရုရှားအဖြတ်သမားတွေမဟုတ်ဘူးလို့ပြောနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ထားတာဖြစ်နိုင်ပါတယ်။လွန်ခဲ့တဲ့တစ်ပတ်လောက်ကလည်းရုရှားကအလားတူဇလန်းတပုတ်ကိုထုတ်ပြန်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ယူကရိန်းဟာပြစ်ချခံရတဲ့ရုရှား drone တွေရဲ့အစိတ်ပိုင်းတွေကိုစုဆောင်ပြီးအဲ့ဒီ drone တွေကိုပိုလန်တဲကိုပြစ်လွတ်ကာရုရှားရဲ့တိုက်ခိုက်မှုအဖြစ်ပုံဖော်ဖို့ကြိုးစားနေတယ်ဆိုတာပါပဲအခုဒါကဒုတိယအကြိမ်ဆွတ်ဆွဲချက်ဖြစ်ပါတယ်ရုရှားစစ်ရေး blogger Alexander Kort ကကီယက်ဖာရန်ဆောင်မှုအတစ်တစ်ခုကိုပြင်ဆင်နေပါတယ်နိုင်ငံသားထောင်လိုင်းအဖွဲ့တွေကယူကရိန်းအထူးတပ်ဖွဲ့တွေပြင်ဆင်နေတဲ့နောက်ထပ်ရန်ဆောင်မှုတစ်ခုရဲ့ဇက်ညွှန်းကိုဖော်ထုတ်နိုင်ခဲ့ပါတယ်ယူကရိန်းစစ်ဘက်ထောင်လိုင်းရေးနဲ့ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုတို့ဟာ ိုလန်ပိုင်နယ်ထဲကိုရုရှားနဲ့ဘီလာရုစ်အထူးတပ်ဖွဲ့ဝင်တွေအဖြစ်ဟန်ဆောင်ထားတဲ့အဖြတ်သမားအဖွဲ့တစ်ဖွဲ့ကိုစီလှုပ်ဖို့အစီအစဉ်နေပါတယ်။တကယ်တော့အဲ့ဒီဖွဲ့ရမှာ Freedom of Russian Legion နဲ့ Kalinowski Regiment ကတစ္ဆပေါက်တွေပါဝင်မှာဖြစ်တယ်လို့យေတာခဲ့ပါတယ်။ဒီနေရာမှာရှင်းပြရရင် Freedom of Russia Legion ဆိုတာက Ukraine နဲ့အတူပူးပေါင်းပြီး Russia ကိုပြန်တိုက်ခိုက်နေတဲ့ Russia နိုင်ငံသားတွေနဲ့ဖွဲ့စည်းထားတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။သူတို့ရဲ့ရည်မှန်းချက်က Putin ရဲ့အစိုးရကိုဖျောက်ချပြီးလွတ်လပ်တဲ့ Russia နိုင်ငံကိုထူထောင်ဖို့ပါ။ ကာလီနော့စကီရဂျီမန်ကတော့ယူကရိန်းနဲ့အတူပူးပေါင်းပြီးရုရှားကိုတိုက်ခိုက်နေတဲ့ဘီလာရုစ်အစီတနာဝန်ထမ်းတွေနဲ့ဖွဲ့စည်းထားတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ဒီဖွဲ့တွေဟာသူတို့ရဲ့တပ်ဖွဲ့တစ်စိတ်တွေကိုပြောင်းတက်ပြီးပိုလန်ထဲကိုဝင်ရောက်ကာတိုက်ခိုက်မှုတွေလုပ်ဆောင်မှာဖြစ်ပါတယ်။အဲဒီနောက်မှာသူတို့ဟာအဖမ်းခံပြီးကင်မရာရှေ့မှာဟုတ်ကဲ့ကျွန်တော်တို့ကရုရှားတွေပါ။မော်စကိုကဒီအစီအစဉ်ကိုရေးဆွဲခဲ့တာပါ။ကျွန်တော်တို့ပိုလန်ကိုတိုက်ခိုက်တာပါလို့တမင်သက်သက်ဝန်ခံကြမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုရက်ဟာမော်စကိုကအခြေအနေကိုပုံမိုတင်းမအောင်လုပ်နေတယ်ဆိုတာကို နိုင်ငံတကာအတိုင်းဝိုင်းကထင်မြင်လာအောင်ပြုလုပ်ဖို့ရည်ရွယ်တယ်လို့သူကရေးပါတယ်။ဇယ်လန်စကီဟာအချိန်ကသူ့ဘက်မှာမရှိဘူးဆိုတာကိုနားလည်ထားပြီးသူ့အတွက်အောင်ပွဲရဖို့တခုတည်းသောအခွင့်အရေးကနေတိုးနိုင်ငံတွေကပြိပခါတွေကိုဒိုက်ရိုက်စစ်ရေးအရာဝင်ပါလာဖို့ပဲဖြစ်တယ်။ဒါကြောင့်သူဟာနေတိုးကိုစစ်ထဲဆွဲသွင်းမှုဖြစ်နိုင်သမျှနီလန်အလုံးကိုတုံးမှာပဲလို့ကော့ကတုံးတက်ခဲ့ပါတယ်။ဒီဆွဆွဲချက်ဟာစိတ်ဝင်စားစရာကောင်းပါတယ်။ဘာလို့လဲဆိုတော့ရုရှားဟာဥရောပတဝန်းမှာအထူးသဖြင့်ပိုလန်နိုင်ငံထဲမှာအဖြတ်မှောက်လုပ်ငန်းတွေကိုအချိန်ကြာကြီးလှုပ်ဆောင်နေကြတာဟာ အထောက်ထားခိုင်လုံတဲ့အမှန်တရားတစ်ခုဖြစ်နေလိုပါပဲ။ဒါကြောင့်ရုရှားကသူတို့ရဲ့ဖြတ်သမားတွေအဖမ်းခံရနိုင်ခြင်းရှိတာကိုကြိုသိနေတဲ့အတွက်အဲ့ဒီလူတွေဟာသူတို့လူတွေမဟုတ်ပဲယူကရိန်းကဆေးလွှတ်လိုက်တဲ့သူတွေဖြစ်ပုံဖော်ဖို့ကြိုတင်ပြီးသတင်းမှားတွေဖြန့်နေတာဖြစ်နိုင်ခြင်းအလွန်များပါပဲ။ရုရှားကယူကရိန်းဟာ NATO ရဲ့ကူညီမပါပဲဒီစစ်ပွဲကိုအနိုင်မတိုက်နိုင်ဘူးလို့ဝါဒဖြန့်နေချိန်မှာပဲကမ္ဘာတဝန်းကအဆင့်မြင့်အရာရှိတွေကတော့ဒီအဆိုကိုပယ်ချနေကြပါတယ်။ American ဗိုလ်ချုပ်ကြီး Kellogg ကရုရှားဟာဒီစစ်ပွဲကိုအနိုင်တိုက်နိုင်မှာမဟုတ်ဘူးလို့ပြက်ပြက်သားသားပြောကြားခဲ့ပါတယ်။ သူကရုရှားမှာနေတိုးကိုအနိုင်တိုက်နိုင်တယ်ဆိုရင်မရှိဘူးသူတို့မှာအနောက်အုပ်စုကိုအနိုင်ယူနိုင်တဲ့အင်အားမရှိဘူးကျွန်တော်ဝါရှင်တန် DC ကအဆင့်မြင့်ခေါင်းဆောင်တွေနဲ့စကားပြောခဲ့ပြီးရုရှားကဒီစစ်ပွဲကိုနိုင်နိုင်လားလို့သူတို့ကမေးတော့ကျွန်တော်မနိုင်ဘူးလို့ပဲဖြေခဲ့တယ်သူတို့မှာဒီစစ်ပွဲကိုနိုင်နိုင်တဲ့အခြေချင်းမရှိဘူးသူတို့ရဲ့အောင်ပွဲဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်အတိုင်းကြည့်ရင်တော့သူတို့မှအောင်မြင်ခဲ့ဘူးသူတို့ဟာဒန်နီဘာမြစ်အနောက်ဘက်ကိုမဖြတ်ကျော်နိုင်ဘူး KF မြို့ကိုမသိမ်းနိုင်ခဲ့ဘူးခါကစ်ကိုမသိမ်းနိုင်ခဲ့ဘူးအိုဒက်ဆာကိုမသိမ်းနိုင်ခဲ့ဘူး သူတို့ရဲ့ဘယ်ရှိမှန်းချက်ကိုမှအကောင့်ထဲမဖော်နိုင်ခဲ့ဘူးလို့သုံးသပ်ပြခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးကဲလော့ရဲ့စကားတွေဟာယူကရိန်းကိုအတက်စရာဖြစ်စေသလိုအမေရိကန်အရာရှိတွေရဲ့ယုံကြည်မှုကိုလည်းထင်ဟပ်စေပါတယ်။စစ်ပွဲရဲ့အန္တရာယ်ကြီးမားသောချိန်ချမှုကတော့ဥရောပရဲ့အကြီးဆုံးနျူကလ িয়ার ဆွမ်းရည်စက်ရုံမှာဖြစ်ပေါ်နေတဲ့အခြေအနေပါပဲ။ယူကရိန်းသမ္မတဇယ်လန်စကီကနျူကလ িয়ার ဆက်ရုံမှာရေးပေါ်အခြေအနေတရဖြစ်ပေါ်နေပါတယ်။အခြေအနေကအလွန်စိုးရိမ်ရပါတယ်။ရုရှားရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့်ဆက်ရုံဟာပြင်ပကလျှက်စစ်တအားလိုက်နဲ့အဆက်အသွယ်ပြတ်တောက်သွားပြီး ဒီဇယ်ဂျန်နရေတာတွေနဲ့မီးစက်မောင်းပြီးလျှက်စစ်တအားရယူနေရပါတယ်။ဒါဟာအလွန်ထူးခြားတဲ့အခြေအနေပါ။ဆက်ယုံကဂျန်နရေတာတွေဟာဒီလိုအခြေအနေမျိုးအတွက်ဒီဇိုင်းထုတ်ထားတာမဟုတ်သလိုဒီလောက်အချိန်ကြာကြီးလဲဘယ်တော့မှအသုံးမပြုခဲ့ဘူးပါဘူး။အခုဆိုရင်ဂျန်နရေတာတစ်လုံးပြတ်သွားပြီဆိုတဲ့သတင်းအချက်လက်ကိုကျွန်တော်တို့ရရှိထားပါတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။သူကရုရှားရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့်ဒါအားလိုင်းတွေကိုပြန်လည်ပြုပြင်ဖို့နဲ့ပြည်သူ့ဘေးကင်းလုံခြုံရေးကိုပြန်လည်ထူထောင်ဖို့မလုပ်နိုင်အောင်တားဆီးခံနေရပါတယ်။ဒါဟာလူတိုင်းအတွက်ချိန်ချောင်းမှုတစ်ခုပါ။ ကမ္ဘာပေါ်မှာဗေအကျန်းဖက်သမားမှနျူကလ িয়ার ဆက်ရုံတစ်ခုကိုဒီလိုလုပ်ရဲခဲ့တာမရှိပါဘူး။ရုရှားအခုလုပ်နေတဲ့အရာတွေပေါ်မှာကမ္ဘာကြီးကတိတ်ဆိတ်မနေသင့်ပါဘူးလို့တိုက်တွန်းခဲ့ပါတယ်။ဒီဆက်ရုံဟာစစ်ပွဲအစောပိုင်းကတည်းကရုရှားတပ်တွေရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ရှိခဲ့တာဖြစ်ပြီးလက်ရှိမှာတော့တအားလိုက်တွေအတွက်လျှက်စစ်မထုတ်လုပ်တော့ပါဘူး။ဒါပေမဲ့သူ့မှာရှိတဲ့ဓာတ်ပေါင်းမှု6ခုနဲ့အသုံးပြုပြီးသားနျူကလ িয়ার လောင်စာကြောင်းတွေကိုအေးအေးပေးဖို့အတွက်လျှက်စစ်တအားကိုတော့အဆက်မပြတ်လိုအပ်နေပါတယ်။အခုတော့အရေးပေါ်ဒီဇယ်ဂျန်နရေတာတွေကပဲဒီအေးအေးပေးစနစ်တွေကိုလေပတ်စီနေတာပါ။ ယူကရိန်းကတော့ဒီလျှက်စစ်တာပြတ်တောက်မှုဟာရုရှားရဲ့လက်နက်ကြီးပြက်ခတ်မှုကြောင့်လို့ဆိုဆွဲပြီးရုရှားကတော့သူတို့ထိန်းချုပ်ထားတဲ့စစ်ရုံကိုသူတို့ကိုယ်တိုင်ဘာလို့ပြန်ပြစ်ရမှာလဲလို့ဆိုကာဒီဆွဆွဲချက်ကိုမိုင်မဲတဲ့ဆွဆွဲချက်အဖြစ်ပယ်ချခဲ့ပါတယ်။တချိန်တည်းမှာပဲရုရှားကယူကရိန်းသားစစ်ရုံကိုလာရောက်ပြစ်ခတ်နေတာဖြစ်တယ်လို့ပြန်လည်ဆွဆွဲထားပါတယ်။အခုတင်ပြခဲ့တဲ့ဖြစ်ပျက်တွေအလုံးကိုခြုံငုံသုံးသပ်ရရင်ယူကရိန်းစစ်ပွဲဟာစစ်မျက်နှာမှန်ရင်မကဘဲစီးပွားရေးထောက်လန်းရေးဝါရဖြန့်ချီရေးနဲ့နျူကလ িয়ার လုံခြုံရေးစတဲ့ကဏ္ဍပေါင်းစုံမှာ ပုံမိုကျေပြက်ပြီးရှုပ်ထွေးလာနေတာကိုတွေ့ရပါတယ်။ပိုလန်လို NATO ရှေ့ချနိုင်ငံတွေရဲ့ပြတ်သားတဲ့ရည်ရွယ်ချက်တွေနဲ့ရုရှားရဲ့လန်ဒူစစ်စင်ရေးဆွဆွဲချက်တွေဟာသတင်းချက်လက်စစ်ပွဲရဲ့ပြင်းထန်မှုကိုပြသနေတယ်လို့အချိန်မရွေးထင်မြင်လွဲမှားမှုတွေကနေတကယ်စရေပြိပခအဖြစ်ကူးပြောင်းသွားနိုင်တဲ့အန္တရာယ်လည်းရှိနေပါတယ်။ဒီကြားထဲမှာယူကရိန်းဟာအနောက်အုပ်စုရဲ့အကူအညီကိုမျှော်လင့်နေုံသာမကဂျန်တုနောက်တန်းထိထိုးဖောက်နိုင်တဲ့ကိုပိုင်စွမ်းရည်တွေရှိနေတယ်ဆိုတာကိုလည်းတတ်သိပြနေပါတယ်။နောက်ဆုံးအနေနဲ့နျူကလ িয়ার ဆက်ရုံကအခြေအနေဟာ ဒေတာရင်းအတွက်သာမကတကဘာလုံးအတွက်ပါစိုးရိမ်စရာဖြစ်ပြီးဒီစစ်ပွဲရဲ့အနေဟာဘလောက်ထိကြီးမားကျယ်ပြန့်နေဆိုတာကိုမိမောင်းထုတ်ပြနေပါတယ်။ရှေ့ဆက်ပြီးဒီဖြစ်ပျက်တွေဘလို့တိုးတက်ပြောင်းလဲလာမလဲဆိုတာကိုကဘာကြီးကရင်တမမနဲ့စောင့်ကြည့်ရမှာဖြစ်ပြီးနိုင်ငံကောင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကနေမမျှော်လင့်ထားတဲ့ကြီးမားတဲ့ပြိပခတ်ကြီးတစ်ခုအဖြစ်ကူးပြောင်းမသွားအောင်အထူးသတိထားကင်ွယ်ရမယ့်အချိန်အခါဖြစ်ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။